အမေရိကန်ဟာလာမယ့်ရက်တွေအတွင်းဗင်နီဇွဲလားကိုပြစ်မှတ်ထားတဲ့လှုပ်ဝှမ်းစစ်ဆင်ရေးအဆင့်တစ်တစ်ခုစတင်လှုပ်ဆောင်ဖို့ပြင်ဆင်နေတယ်လို့အမေရိကန်အရာရှိလေးဦးကရိုက်တာကိုပြောပါတယ်။ဒါကဗင်နီဇွဲလားတမရနီကိုလတ်စ်မာဒူရိုဦးဆောင်တဲ့အစိုးရကိုဖယ်ရှားဖို့ဝါရှင်တန်ရဲ့ဖြစ်နိုင်ပွဲအားအရှိန်မြင့်ကြိုးပမ်းမှုတစ်ခုဖြစ်ပြသနေပါတယ်။ထရန့်ဆိုရာကကော်ရပီယန်ဒေတာမှာအမေရိကန်စစ်တပ်ရှိနေမှုကိုတိုးချဲ့ရင်းကာရကတ်စ်အပေါ်တိုးမြင့်ဖိအားပေးလာတဲ့အချိန်အခုပြင်ဆင်မှု သတင်းကိစ္စထွက်ပေါ်လာတာဖြစ်ပါတယ်။ကာရီဘီယံမှာအမေရိကန်ရဲ့စစ်အင်အားတိုးချက်ဖြန့်ကျက်မှုကထိတိုက်တွေးမှုဖြစ်နိုင်ခြင်းနဲ့ပတ်သက်ပြီးစိုးရိမ်ပူပန်မှုတွေကိုပေါ်ထွက်စေခဲ့ပါတယ်။အမေရိကန်ရဲ့လှုပ်ဝက်စစ်စင်ရေးတွေကမဟာဗျူဟာတရဲ့ပထမခြေလှမ်းတစ်ခုဖြစ်ပေါ်ရှိတယ်လို့အရာရှိနှစ်ဦးကပြောပါတယ်။ဆွေးနွေးမှုတွေမှာမာဒူရိုကိုအာရာကနေဖယ်ရှားဖြုတ်ချဖို့ရည်ရွယ်နိုင်တဲ့ရွေးချယ်စရာနည်းလမ်းတွေပါဝင်ကြောင်းသူတို့ကပြောပါတယ်။ အခုအစီအစဉ်တွေကတတိထားဆင်ញင်စရာကိစ္စတွေဖြစ်တဲ့အတွက်အဲ့ဒီအရာရှိတွေကသူတို့အမိတွေကိုထုတ်ဖော်တာမရှိပါဘူး။ American ဟာမိမိကိုယာတူကဖြုတ်ချဖို့ကာလကြာကြိုးပမ်းထားခဲ့ကြောင်း2013ခုနှစ်ကတည်းက Venezuela ကိုဦးဆောင်နေခဲ့တဲ့ Maduro ကဆွဆွဲပါလေ။မိမိကိုဖယ်ရှားမဲ့ဘဲပြပကြိုးပမ်းမှုကိုမစိုးခုခံကောက်ွယ်ဖို့ Venezuela နိုင်ငံသားတွေနဲ့စစ်တပ်ကအသင့်ရှိတယ်လို့သူကပြောဆိုထားပါတယ်။ ဗင်နီဇွဲလားရေပြင်အနီးအမေရိကန်စစ်တပ်အင်အားတိုးချဲ့ဖြန့်ကျက်မှုကလရွေကြလုံဆောင်ထားခဲ့တာဖြစ်ပါတယ်အမေရိကန်ရေတပ်ရဲ့အကြီးဆုံးလေရင်တင်တင်မောကြီးဟာနိုမာလာ16ရက်နေ့ကသူ့ရဲ့တိုက်ခိုက်ရေးရင်အုပ်စုနဲ့အတူဒေသကိုရောက်ရှိလာပြီးနျူကလ িয়ার ရေငုပ်တင်မောတစ်စင် F35 တိုက်လေရင်နဲ့တခြားစစ်တင်မော9စင်းထပ်မနေအတူပူးပေါင်းထားပါတယ် အမေရိကန်တပ်ဖွဲ့တွေကမွေးစေဝါနှိမ်နင်းတိုက်ဖြတ်ရေးမစ်ရှင်တွေအပေါ်အာရုံစိုက်တယ်လို့ပေတဂွန်ကပြောပေမဲ့အခုတပ်ဖြတ်ချက်မှုအတိုင်းအတာကအဲ့ဒီလိုစစ်စင်ရေးတွေအတွက်လိုအပ်တဲ့အတိုင်းအတာထက်တိတိကျကျပိုကြီးနေပါတယ်။အမေရိကန်နိုင်ငံရဲ့မွေးစေဝါတွေမှောင်ခိုသွင်းနေတဲ့ဆိုတော့ကာတယ်ဒီလော့ဆိုရာဇဝတ်ကွန်ရက်ကိုင်းဖွဲ့ကိုမာဒူရိုကဦးဆောင်နေတယ်လို့ဝါရှင်တန်ကဆွဆွဲထားပါတယ်။ အဲ့ဒီဂိုင်းဖွဲ့ကိုပြပအကျန်းဖက်အဖွဲ့အစည်းတစ်ခုဖြစ်သတ်မှတ်ဖို့ထွန့်အစိုးရက normal 18နှစ်နေမှာစီစဉ်နေတယ်လို့ writer ကဖော်ပြပါဗျ။အဲ့လိုသတ်မှတ်ကြညာတာကအမေရိကန်အတွက်ရွေးချယ်စရာနီလန်တစ်အစုစုလိုကိုဖြစ်ပေါ်စေမှာဖြစ်ကြောင်းနဲ့အဲ့ဒီနီလန်တစ်တွေမှာမာဒူရိုရဲ့ပိုင်ဆိုင်မှုအဖို့တန်တွေနဲ့အခြေခံစောက်အုံတို့အပေါ်ဖြစ်နိုင်ခြေရှိတဲ့တိုက်ခိုက်မှုတွေလည်းပါဝင်နေလို့အမေရိကန်ကာကွယ်ရေးဝန်ကြီး Pickhack ဆက်ကအကြေကြေမှာပြောထားပါဗျ။ ဘေးရနေမြန်မာလာနိုင်ခြင်းအပေါ်မျှော်မှန်းတွက်ဆပြီးဗီနီဇိုလားလေပိုင်တဲ့အပေါ်မှာဖြစ်နိုင်ခြေရှိအနေအများတဲ့အခြေအနေတရက်နဲ့ပတ်သက်လို့ American Federal လေကြောင်းစီမံခန့်ခွဲမှုအဖွဲ့ကလေကြောင်းလိုင်းတွေကိုသတိပေးခဲ့ပြီးတဲ့နောက်လေကြောင်းလိုင်းအများပြားကလေရင်ခီးစင်တွေကိုဖျက်သိမ်းခဲ့ပါတယ်။ စက်တင်ဘာနောက်ပိုင်းအမေရိကန်တပ်ဖွဲ့တွေဟာကာရေဘီယံနဲ့ပစိဖိတ်ဒေသမှာမူဝေဆေးဝါးမှောင်ခိုကူးရဲလို့တန်နေရရှိတဲ့တင်မော့တွေအပေါ်တိုက်ခိုက်မှု22ခုထပ်မံလှုပ်ဆောင်ခဲ့ရမှာလူ80ကျော်သေဆုံးခဲ့ပါတယ်။အဲဒီလှုပ်ဆောင်ချက်တွေကိုတရားမဝင်တပ်ဖြတ်မှုတွေဖြစ်လူခွင့်ရဖွဲ့တွေကဝေဖန်ပြစ်တင်ထားပါတယ်။ PR တွေတုံးမြင့်ထားလင်ကစားသမရထရန့်ကညှိနှိုင်းဆွေးနွေးဖို့လမ်းဖွင့်ထားကြောင်းလည်းထုတ်ဖော်ထားပါတယ်။ အချိန်ကာလတစ်ခုခုမှာကျွန်တော်သူနဲ့စကားပြောပါမယ်လို့ထရန်ကမာဒူရိုနဲ့ပတ်သက်ပြီးမေးမြန်းမှုကို ဖြေကြားတဲ့ချိန်အင်ဖီရိုမာသတင်းတော်တွေကိုပြောခဲ့ပါတယ်။မွေစေဝါဂိုင်းဖွဲ့တွေကိုနှိမ်နှင်ဖို့မက္ကဆီကိုနိုင်ငံအတွင်းအမေရိကန်ရဲ့တိုက်ခိုက်မှုတွေဖြစ်နိုင်ခြေရှိသလားဆိုတာနဲ့ပတ်သက်ပြီးတီးကြားမေးမြန်းမှုကိုထရန်ကဒါနဲ့ပတ်သက်လို့ကျွန်တော်ကတော့ okay ပါပဲ။မွေးစေဝါတွေကိုနှိမ်နှင်းတာစီဖို့ကျွန်တော်တို့လှုပ်ဆောင်သွားရမယ့်အရာတိုင်းအတွက်ကျွန်တော်ဂုဏ်ယူမိပါပါလို့ပြောပါတယ်။ မဒူရိုကလည်းသူ့အနေနဲ့ဆွေးနွေးညှိနှိုင်းဖို့အသင့်ရှိကြောင်းတုံ့ပြန်ထားပြီးသူ့အနေနဲ့သူနဲ့စကားပြောချင်တဲ့အမေရိကန်ကဘာသူမဆိုမျက်နှာချင်းတိုင်းတွေ့ဆုံမယ်လို့ဆိုထားပါတယ်။ဒါပေမဲ့သူ့ဆိုရဟာဖြစ်နိုင်ပေါ်ရအမေရိကန်ကျူးကျော်မှုအတွက်လည်းပြင်ဆင်နေပြီးစိုက်နေရ280ကျော်မှာပျောက်ကြားစစ်ပုံစံစစ်စင်ရေးတွေကတဆင်းကာလကြာခုခံကာကွယ်မှုအတွက်စီစဉ်နေတယ်လို့သတင်းမြစ်တွေကိုကိုကာပီရိုက်တာကဖော်ပြပါရတယ်။ စစ်သားတွေအတွက်လေ့ကျင့်မှုလက်နက်ပစ္စည်းကိရိယာတွေနဲ့စာနယ်ကအထောက်ပတ်ပိုင်းပြိုလဲမှုနဲ့ဆက်လက်ရုန်းကန်နေရတဲ့ Venezuela စစ်တပ်နဲ့ရှင်ရင် American စစ်တပ်ကအင်မတန်ကိုအင်အားပို့ကြည့်နေမှာဖြစ်ပါတယ်။ August လကဝါရှင်တန်မှာမာဒူရိုကိုဖမ်းမိရေးသတင်းပေးနိုင်သူကိုဒေါ်လာတန်90ချီးမြှင့်မယ်လို့စုငွေနှစ်ဆတိုးထုတ်ခဲ့ပါတယ်။တချိန်ထဲမှာဒေတာတွင်းအင်ဒီဂျင်တွေကပအဝင်ပတ်သက်ခြင်းကနေရှောင်ဖို့ကြိုးပမ်းနေကြပါတယ်။ ဗင်နီဇွဲလားကနေ10ကီလိုမီတာမျှတာအကွာအဝေးမှာတည်ရှိတဲ့ Trinidad နဲ့ Tobago နိုင်ငံကသူ့အနေနဲ့အဲ့ဒီပိုင်နေမျိုးကိုဘလို့တိုက်ခိုက်မှုအတွက်မှအသုံးပြုခွင့်ပေးမှာမဟုတ်ဘူးလို့ပြောပါတယ်။ဒါပေမဲ့လည်း American Marine တပ်တွေကအဲ့ဒီနေရာမှာတလအတွင်းဒုတိယအကြိမ်မြောက်ဖြစ်လေ့ကျင့်မှုတွေလုပ်ဆောင်နေပါတယ်။လောကမီဒီယာရဲ့ဆက်လက်ရည်မှန်းဖို့ပြည်သက်တွေရဲ့ 本命卡，我今马上就要去打仗，明天晚上就去准备卡。妈妈，我这几天过年打仗累，一定得陪考来呀的。